ဒီနေ့မနေ့6နာရီမှာခွဲစိတ်ကံဝင်တယ်။နောက်ရက်မနေ့7နာရီခွဲ9နာရီဆိုအန်ဒီဟိုတာလမ်းလျှောက်နေပြီ။ဆေးုံပေါ်မှာလေးလပြီတော့အန်ဒီဖကံဘက်ကိုပြန်တက်သွားတယ်။ဟိုရောက်တော့ကိုကနဲ့ကိုကားမောင်းပြီးတော့မှဇီးတယ်ဆိုတော့သိတယ်မလား။ဇီးတော့ရောက်တော့ပေါ့။ကျမနာမည်ကတော့ဆန်းဆန်းမြဖြစ်ပါတယ်။ကျမကဒူနာလို့အိန္ဒိယ မာတော့ပြီးခွဲစိတ်ကူတာခဲ့ပါတယ်အစားထိုးပြီးတော့အန်ဒီရဒူးတွေရမ်းလာတော့ခဏခဏစေးတွေလည်းလိမ့်နေမတက်တာဘူးခဲဦးတွေကဒီအိန္ဒိယကိုသွားပြီးတော့သူတို့ကြောက်ကလဲထားတာတွေပြန်ပြီးစစ်ဆေးမယ်ဆိုမှအန်ဒီကိုလမ်းပြီးဆက်သွယ်တယ်လိုက်ခဲ့ဖို့အန်ဒီလိုက်သွားတာအဲ့ဒီမှာအိန္ဒိယရောက်တော့ပထမတော့အန်ဒီကြောက်လို့မခွဲတော့ဘူးဆိုမှအန်ဒီနေထားသေးတယ်နောက်ကျတော့အကူကနေပြောတဲ့အရင်ပြလိုက်ပါတဲ့ စစ်ဆေးကြည့်လိုက်တဲ့မခွဲချင်ရင်လည်းတဲ့စစ်ဆေးပြီးမှပေါ့နော်။နင်းကနေဆုံးဖြတ်တဲ့ဆိုစစ်ဆေးလိုက်တဲ့အချိန်မှာဆရာကြီးကမခွဲလို့မရတော့ဘူးတဲ့။ဆရာကြီးကပြောသေးတယ်ဝိတ်ချပြီးမှပဲပြန်လာခွဲမယ်ဆိုတော့ဆရာကြီးကအချိန်ရှိတော့ဘူးတဲ့။မမြန်ခွဲမရမယ်တဲ့မဟုတ်ရင်တစ်တလုံးဝီးချဲပေါ်မှာနေသွားလိမ့်မယ်တဲ့။အဲ့လိုပြောတာနဲ့အန်ဒီခွဲဖို့လက်ခံလိုက်တာ။အန်ဒီကလိုက်သွားပြီးတော့အမကိုဆိုင်တို့နဲ့ ဆက်မိသွားတာဘောနော်အကိုတွေကနေမှကိုဆိုင်တို့နဲ့သွားတာထားတယ်ဆိုတော့ကိုဆိုင်တို့နဲ့ပဲအိမ်ငေါက်တော်တော့လည်းကိုဆိုင်တို့ပဲလုပ်ပေးတာအိမ်ကြီးကသွားတော့လည်းကိုဆိုင်တို့ပဲအဲ့ဒါနဲ့ဘူလိုလည်းကိုဆိုင်တို့ပဲချိတ်ပေးတာလေအမအိမ်ကြီးကရောက်တော့ခွဲမယ်လို့စုံပြလိုက်တဲ့အချိန်မှာအလုံးသူတို့သူစစ်ဆေးတယ်အန်ဒီကိုပထမဆုံးသူကနှလုံးစစ်ဆေးတယ်သူကညနေပိုင်းကျတော့အန်ဒီကိုဆေးုံလာတက်ဖို့ပြောတယ်အန်ဒီတို့နှစ်နာရီလောက်မှဆေးုံကိုတော့ရောက်သွားတယ် လေးနိုင်လောက်မှအန်ဒီတို့အပေါ်ကိုအခမ်းရတယ်အဲ့ဒီမှာနောက်ရမနက်ကိုအန်ဒီအစောကြီး6နိုင်လောက်ကိုအော်ပရေရှင်းခန်းဝင်တယ်9နိုင်ကျော်10နိုင်လောက်မှအန်ဒီအော်ပရေရှင်းခန်းကနေထွက်တာပေါ့ထွက်ခါစားတော့နည်းနည်းတော့နာတာပေါ့နော်အဲ့ဒီကနေနောက်ရမနက်ကျတော့7နိုင်လောက်ကျတော့လေ့ကျင့်ခန်းလုပ်တဲ့ဆရာရောက်လာတယ်ထမယ်တဲ့လေ့ကျင့်ခန်းလုပ်မယ်ဆိုအန်ဒီအံ့ဩသွားကိုကနေကိုတော့ဒူးဘလို့သွားထမလဲနော်ဆရာမရဘူးတဲ့ထရတယ်ဆိုမှ ဆွဲပြီးတော့မှထိုင်ခိုင်းမှ6လောက်ကိုဆွဲချပြီးမှလေးချောင်းတောင်းနဲ့ဒီနောက်ရမနေ့7နာရီဆိုရင်ဒီနေ့မနေ့6နာရီမှာခွဲစိတ်ကံဝင်နေနောက်ရမနေ့7နာရီခွဲ9နာရီဆိုအန်ဒီကိုဒါလမ်းလျှောက်နေပြီဆေးဥမော်မှာဆေးဥမော်မှာအန်ဒီ၄ရက်၅ရက်ဖက်ရောက်မှဆင်းရတယ်အန်ဒီဆင်းတဲ့အချိန်မှာအန်ဒီအဲ့လေးကျင်ကန်းဆရာဝန်ကိုအန်ဒီတို့ဟိုတယ်ကိုခေါ်လိုက်တာပေါ့ခေါ်ပြီးအန်ဒီဟိုတယ်မှာလဲလေးကျင်ကန်းပြန်လောက်တယ် လှုပ်ပြီးတော့ကိုကနကိုဟိုတယ်ခန်းထဲမှာလိုက်ပြီးဒီလေကြောင်းတောင်းနဲ့လမ်းလျှောက်တယ်ဒီနေ့ချိုးဦးပြည်ရဲ့နှစ်ဖက်တည်းရဲ့နေပြီးတပတ်ခါကျဗမာပြည်ပြန်ခဲ့တာဒါမြစ်ချနာရောက်တော့ကိုကနကိုလေကြောင်းတောင်းနဲ့တလားလောက်ပြည်အောင်လျှောက်တယ်တလားလောက်ပြည်တော့လေကြောင်းတောင်းဖယ်ပြီးတချောင်းတောင်းနဲ့အဲ့ဒီလျှောက်တယ်ဒါပေမဲ့ဟိုကင်ဒီကင်နဲ့တော့ကိုကနကိုလမ်းကိုဆန်းဆန်းပြီးလျှောက်တယ်အဲ့ဒီကလမ်းမလျှောက်နိုင်မှာကိုရန်ကြောက်တာအဲ့မှာလေးချောင်းတောင်းနဲ့လျှောက်ပြီးတချောင်းတောင်းနဲ့15ရက်လောက်လျှောက်ပြီးအန်ဒီဒုလွတ်လိုက်တော့လာလေးလပြေတော့အန်ဒီဖကံဘက်ကိုပြန်တက်သွားတယ် ကိုရောက်တော့ကိုကနဲ့ကိုကားမောင်းပြီးတော့မှဈေးတယ်ဆိုတော့သိတယ်မလားဈေးတော့ရောက်တော့ပေါ့အဲ့ဒီကနေခုလိုနေထားပြန်ကောင်းလာတာပဲအဲ့တော့အားလုံးဆရာကြီးရဲ့ကုသမှုနဲ့အားလုံးဟာဝေဒနာလည်းအရင်မခံစားရဘူးတည့်ရပဲနောက်ရဆိုတာနာရကျင်တာသိမ့်မရှိတော့အားလုံးကျင့်납ပါတယ်အကုန်လုံးကိုကုလို့ယောဂပျောက်သွားပြီဒီလိုကောင်းပဂရီလို့ဖြစ်သွားတော့ပို့ပြီးတော့မှကိုကုန်ကြရတာလဲတန်တယ်